ဒီလာမဲ့12လပိုင်းအတွက်ကျွန်တော်တက်တော့ကနေမိကြည့်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့တင်းလာသားမိအတွက်ပါအချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေချင်းလောက်ကန်ပညာရေးသားမိကံကအစုံကျွန်တော်စုံလင်လောင်းလေးကြည့်ပေးမယ်ပြီးရင်မြို့ရဲ့နောက်မှာကျွန်တော်ရေတရာလေးလည်းပြေးမယ်ဒီရေတရာလောက်ထားမယ်ဆိုရင်ဒီလာမဲ့12လပိုင်းမှာတင်းလာသားမိအတွက်ကံကောင်းခြင်းတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရေတရာပြောင်းလုပ်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဒီရေတရာလွတ်လပ်ခြင်းအပြင်ကိုကြုံတွေ့နေတဲ့ခက်ခဲတွေအကျက်တွေတွေ ဘယ်လိုကိစ္စမျိုးဆင်ပြေတော့မှာဖြစ်တော့ကြောင်းမို့ဖြစ်အောင်လုပ်ပြီးပါလို့လည်းထပ်မံကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဒီဗီဒီယိုမြင်တာနဲ့ like share ဖို့လိုအပ်နေကိုမေ့ပါတယ်ခင်ဗျာကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့လူတွေမြင်တွေ့ရအောင် share ချင်းပြကိုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်မိတ်ဆွေတို့ share တစ်ချက်ကမိတ်ဆွေတို့အတွက်ကုလိုတွေဖြစ်နေလို့ပါဒါကြောင့် share ပေးပါလို့ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်ကဲဒါဆိုရင်ကျွန်ရဲ့တူတူ လိုက်ကြည့်ကြမယ်ခင်ဗျာဒီဆနလပိုင်းမှာတင်းလာသားမီးတွေကန်ကောင်းနေလားကန်ဆိုးနေလားနှစ်ခွန်းနဲ့မေးရင်ကောင်းအားက90လောက်ပဲရှိတယ်တတိထားရမှာ90လောက်ရှိနေပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေဒီထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်၁တစ်ချက်နေနဲ့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံတချို့ကတော့ကောင်းတယ်တချို့ကတော့ဒီထားရဘာတွေကကောင်းနေတာလဲဘာတွေဒီထားရမလဲဆိုတော့ ငွေချင်းအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကငွေတချို့ကံနဲ့ပတ်သက်ပြီးတော့ဝင်လာမဲ့ကံကရှိနေတယ်။ဒါကြောင့်ဘေးဝဲအနောက်မှာကံကောင်းတဲ့နံပါတ်လေးတွေကံကောင်းတဲ့အကြောင်းလေးတွေကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ်။ငွေချင်းအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာနိုင်တယ်ဒီတစ်ချက်တော့အရန်ကောင်းပါလေ။ဒုတိယတစ်ချက်ကောင်းနေတာကငွေချင်းအောက်စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်လုံးဝမရောက်တဲ့ငွေချင်းအောက်စာပစ္စည်းတွေနော်ပြန်လည်ရရှိတတ်ပါတယ်။ဥပမာ ကိုအလုံးနဲ့ပတ်သက်ပြီးတော့ရမယ့်ငွေတွေမရဘူးကြံ့ကြာနေတာပဲဖြစ်ဖြစ်ကိုကချီးသားတွေငှားသားတွေမရဘူးဆိုရင်ပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါလေဒီတစ်ချက်တော့အရန်ကောင်းပါတယ်တခုတ်တိတိထားရမှာကဒီ၁၂လပိုင်းမှာတင်းလာသားမိတွေငွေချီးသားတွေငှားသားတွေအာမခံတာမျိုးမလုံနဲ့အထူးတိတိထားရမှာကမိတ်ဆွေနဲ့ပတ်သက်တာတွေအထူးကူဆိုင်ပါသူတို့ကပေးချင်တယ်ကူညီချင်တယ်ဆိုရင် နိုင်တလောင်းလေးထောက်ပံ့ပေးလိုက်ပါအပြတ်ပေးလိုက်မချီနဲ့မငှားနဲ့ဒီတစ်ချက်တော့တော်တော်လေးသိထားရမှာဖြစ်ပါတယ်မိစေကချီးမဲ့ငှားမဲ့ဆိုရင်ပြန်မရတာပြီးကြုံထိနိုင်နေတော့ဒါကြောင့်တတိထားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်မိစေကတငယ်ချင်းကန်နဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့အနီးနားမိစေတငယ်ချင်းတွေရောအထောက်ပံ့ကောင်းတွေပေးသက်ပါတယ်ရဝေးရတငယ်ချင်းမိတ်ဆွေအထူးသဖြင့်ဆိုင်ပါခင်ဗျာသူတို့ကအကျိုးမပေးတတ်ဘူးတငယ်ချင်းတွေကိုယုံပြီးတော့အလုပ်ပြောင်းတာတွေဆွတာတွေပေါ့နော်ပြီးတော့သူတို့ယုံပြီးတော့နိုင်ငံခြားကြီးရှင်သွားတာတွေတော့မလုပ်သေးဘူးဒီကာလမှာ သူတို့ယုံမိမယ်ဆိုရင်တေချာဖို့အခက်အခဲချက်တွေညင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါတကယ်ချင်းမိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့အနီးနားကတကယ်ချင်းတွေကအကျိုးပေးတယ်လို့ရဲဝင်ရမိတ်ဆွေတကယ်ချင်းတွေကိုမယုံစားသင့်ပါဘူး။နော်သူတို့မယုံသင့်ပါဘူး။သူတို့ယုံမိမယ်ဆိုတော့ခဏကျွန်တော်ပြောလိုမျိုးပဲအခက်အခဲတွေညင်ဆိုင်ရတတ်ပါတယ်။အရန်ကောင်းနေတာကနော်မိတ္တာစုရင်းနဲ့ပတ်သက်တာ ကိုရဲ့မိသားစုမှာနားလည်မှုလွဲနေတဲ့အဆင်မပြေတာတွေရှိတယ်ဆိုရင်တေချာတော့အဆင်ပြေသွားမယ်ဆိုတဲ့ကာလထင်မှားရှိပါတယ်။မိသားစုရင်းနဲ့ပတ်သက်ပြီးတော့ကိုရဲ့မိသားစုဝင်တွေတက်တောက်ပျောက်ဆုံးနေတာဖြစ်အဆက်အသွယ်မရတာဖြစ်ဖြစ်ဒီလိုဆန္ဒလပိုင်းမှာခိလသားတွေမိသားစုဝင်တွေစီကအဆက်အသွယ်ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါတယ်။ဒုတိယတစ်ချက်ကောင်းနေတာကဒီဆန္ဒလပိုင်းမှာခိလသားတွေနေနဲ့ အိမ်ဝယ်မှာပဲဖြစ်ဖြစ်အိမ်ရောင်းမှာပဲအိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်ဘယ်လိုကိစ္စမဆိုအကျိုးပေးနေတဲ့ကာလထဲမှာရှိပါတယ်။ဒါကြောင့်မို့အိမ်ဝယ်မယ်ဆိုရင်လည်းဈေးတသက်တလာနဲ့ရရှိတာမျိုးရောင်းမယ်ဆိုရင်လည်းကွန်မမျောလင့်ထားတဲ့ငွေအမောက်ကပို့ပြီးတော့ရရှိတတ်ပါတယ်။ဒါကြောင့်အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့ကာလထဲမှာရှိပါတယ်။ဒုတိယတချံသတိထားရမှာကဒီဆန္ဒလပိုင်းမှာတင်းလာသားမျိုးတွေနဲ့ချစ်ရည်နဲ့ပတ်သက်ပြီးတိတ်ဦးစားမပေးသေးပါဘူး။ အခြေအနေပတ်သက်ပြီးတော့ကွာဦးစားပေးမိမယ်ဆိုရင်တေးချတာတစ်ခုကအခြေအနေပတ်သက်ပြီးတော့ခံစားရတာပြီးကြေခွဲရတာပြီးအလုပ်ပြတ်တာပြီးကျန်းမာရေးညှက်တာပြီးဒီလိုအခက်အခဲတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်အခြေအနေပတ်သက်မယ်ဆိုရင်တိတ်အကျိုးမပေးဘူး။ကိုချစ်တူနဲ့ကိုနဲ့ကလည်းနားလည်မှုလွယ်တာတွေအဆင်မပြေတာတွေကြုံတွေ့ပြီးတော့အခြေအနေပတ်သက်ပြီးတော့ခံစားရမယ်ဆိုတဲ့လာတလာမှရှိပါတယ်။ဒါကြောင့်မို့အခြေအနေပတ်သက်မယ်ဆိုရင်ဒီဆန်လပိုင်းမှာတင်းလာတာမျိုးတိတ်အာယုံမဆိုင်သေးဘူး။အလောက်ကန်စီးပွားရေးအာယုံဆိုင်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ။ အာယုံဆက်မိမယ်ဆိုခဏကျော်ပြောခဲ့လိုမျိုးပဲခံစားရမှာဖြစ်ပါတယ်။အခြေအနေပတ်သက်မယ်ဆိုရင်အညံ့ပိုင်းမှာရောက်နေတဲ့ကာလတွေမှာရှိနေပါလေ။တတိထားရမှာကပဝန်ကျင်ရလူတွေနဲ့အဆင်မပြေတယ်ဖြစ်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုကလူတွေပေါ်မှာဘလောက်ပဲမြင့်တာခါခါသူတို့ဘလောက်ပဲကူညီခဲ့ကူညီခဲ့တစ်ချိန်တစ်ခါတော့ကိုကအဆင်မပြေလို့မကူညီမိဘူးဆိုရင်ကိုကမကောင်းမြင်လာတတ်ပါတယ်။ဒါကြောင့်ကျွန်နေနဲ့အကြံပြုရမယ်ဆိုရင်ဘသူကမှဂရုမစိုက်ပါနဲ့။ကိုကမှန်တယ်ထင်ဆက်လုပ်ပါလို့ပဲကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျာ။ အရန်ကောင်းတာတခုကအိမ်အောင်ရေးနဲ့ပတ်သက်တာအိမ်အောင်ရေးအစမပြေတဲ့သူတွေအိမ်အောင်ရေးကြောင့်တော့ကများနေတဲ့သူတွေအိမ်အောင်ရေးကြောင့်ဆင့်ညင်နေရတဲ့သူတွေအိမ်အောင်ရေးကွဲကွာနေတဲ့သူတွေဆိုရင်တော့တေးချာပေါက်ဒီ၁၂လပိုင်းမှာပြန်လဲပေါက်ဖက်ရမယ်ဆိုတဲ့ကာလတွေမှာရှိပါတယ်ဒါကြောင့်အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းနေပါတယ်အရန်ဆင့်ပြေနေပါတယ်ဆရာကျွန်တော်ကျမကတော့အိမ်အောင်ကြီးအစင်မပြေဘူးအိမ်အောင်ကြီးကြောက်တော့ကများနေရတယ်ဆိုရင်ဘီရဲ့နောက်မှာကျွန်တော်ရေတရာလေးပြီးမယ် ဒီရေတရားအောင်လွတ်လပ်ခြင်းအပြင်အိမ်တော်ဟိကံတွေကောင်းမွန်လာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီရေတရားအောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပေးချင်ပါတယ်။အချစ်ညံ့နေတဲ့သူတွေအချစ်အဆင်မပြေတဲ့သူကလည်းရေတရားအောင်ခြေလို့ရတယ်နော်။တချို့တချို့ကပြန်လဲအဆင်ပြေလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီရေတရားအောင်ဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပေးချင်ပါတယ်ခင်ဗျာ။ဒီဆနလပိုင်းမှာတင်းလာသားမိဘဲကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်အရန်ညံ့နေတာတော့မဟုတ်ဘူး။တချို့တော့ဘယူဆိုင်ရမှာဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ပြီးတော့သူတတိထားရမှာကအစားတောင်းနေပတ်သက်တာ ိုနဲ့မတည့်တဲ့အစားစားတွေနော်တတိထားဆင်ခြင်းပြီးစားတော့ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ပြီးတော့ကျမရဲ့ပတ်သက်ပြီးယူဆရမှာကတော့တောင်ထူထပ်တဲ့နေရာတွေမသွားသေးပါဘူးအလဲပတ်တွေခီးစင်တွေမသွားသေးပါဘူးအဲ့လိုနေရာတွေသွားမိမှဆိုရင်ကျမရုပ်တည်ရညံ့သက်ပါတယ်နောက်ကျမရဲ့ပတ်သက်မှဆိုရင်ဒီတစ်ချက်တော့တော်တော်လေးတတိထားရမှာဖြစ်ပါတယ်နောက်တစ်ချက်တတိထားရမှာကဘာသာတရားနဲ့ပတ်သက်တာအလုတ်ကိုင်းကြောင် နော်စီးပွားရေးကြောင့်မိသားစုကြီးတိုင်းတို့အကြောင်းကြောင့်လည်းဘာသာတရားတွေမလုပ်ဖြစ်တာတွေကြုံတွေ့နေပါတယ်။အဲ့လိုဘာသာတရားမလုပ်ဖြစ်လေလေကိုယ့်ရဲ့ကံတရားညံ့လာလေလေပဲ။ဒါကြောင့်မို့ဘာသာတရားတွေမလုပ်ချင်မကချင်စိတ်တွေဖြစ်ပေါ်နေတယ်ဆိုရင်စိတ်ကိုတည်တည်ငြိမ်လေးထားပြီးဘာသာတရားတွေအယုံဆိုင်ပြီးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဒါမှပဲမိတ်ဆွေရဲ့ကံတွေကကောင်းမွန်လာမှာဖြစ်ပါတယ်။ဘာမီးကံနဲ့ပတ်သက်မယ်ဆိုရင်တအားကျရောတနည်းကျရောခံစားရမယ်လားတလားမဟုတ်ပါဘူး။ ဒီဆန္ဒလပိုင်းမှာတင်လာတာမီဖိဖိမီမီနဲ့တာမီပတ်သက်ပြီးစဉ်းကျင်စရာတွေဆက်ရှုပ်စရာတွေသူတို့ကြောင့်ကိုမှာတောကများတာတွေဂျုံတွေ့နိုင်ပါတယ်။ကြောက်တာမီရေးနဲ့ပတ်သက်ပြီးဆိုအကောင်းဆုံးကတော့သူတို့နားဝင်အောင်လေးပြောပြပါဆိုဆုံးမကြည့်ပါလို့ပဲကျွန်ကအကြံပြုချင်ပါတယ်။ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်အထူးသတိထားရမှာကမိသားစုရဲ့အထောက်ပံ့ကူညီကောင်းရှိတယ်။ဆရာသမားအကူအညီထောက်ပံ့ကောင်းရှိတယ်။ဒိထားရမှာကမိတ်ဆွေတွေဖြတ်မှုကြောင့်မိတ်ဆွေတွေပေါင်းတင်မှားမှုကြောင့်ကိုယ့်ရဲ့ပညာရေးထိခိုက်တတ်ပါတယ်။ အဆင်မပြေဖြစ်တတ်ပါဘူး။ဒါကြောင့်မို့ကိုယ့်ရဲ့အလုပ်အင်တာဗျူးတွေရောကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်လာမယ်ဆိုရင်မိသားစုရဲ့အကူအညီထောက်ပံ့ကောင်းယူဆရာသမားတွေရဲ့အကူအညီထောက်ပံ့ကောင်းယူတငယ်ချင်းမိတ်ဆွေတွေမယုံမိပါစေနဲ့။ယုံမိမယ်ဆိုရင်တေချာပေါင်းဒီကြလိုက်နိုင်မေးရနော်။ကံညံ့တော့မှဖြစ်ပါတယ်။လူတယောက်ကအိယာကနေထလာတယ်ပြီးတော့ရင်ငိုယူနေတဲ့အပေါ်မှာဓာတ်တွေမူလာတယ်ဆိုရင်နိမိတ်ထဲမှာရှိတယ်။ဒါကြောင့်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ဒီတစ်ချက်တော့တော်တော်လေးတတိထားရမယ်။ကာလာထဲမှာရှိပါတယ်။ အထူးကြီးဆိုင်ပါမိတ်ဆွေကန်တဲ့ပတ်သက်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြံပြုရမယ်ဆိုရင်ဒီကတ်လေးကိုမြင်သာအောင်ယဉ်ကြည့်ပါလူလင်ပြိုတယောက်ကဒါလေးကိုကင်ထားတယ်ပြီးတော့သူကတိုက်ခိုက်မဲ့ဟန်ဖြစ်နေတယ်ပြီးတော့ရဲ့အနောက်မှာလေမုန်တိုင်းတွေကတိုက်နေတယ်ဒီနမိတ်ကိုကြည့်ချင်အောင်ပြေမိတ်ဆွေလောက်ကိုင်းစီးပွားရေးပတ်သက်မယ်ဆိုရင်အရန်ကောင်းနေတာတော့မဟုတ်ဘူးအပိတ်ပင်တွေအသားစီးတွေအဟန့်သားတွေနဲ့ဒါကြံ့ကြာနေတတ်ပါကိုကသူများလို့လောက်ကိုင်းနေတယ်ပြောင်းမယ်ဆွေမယ်လို့စီစဉ်ထားတာရှိတယ်ဆိုရင် ဒီ7လပိုင်းမှာမပြောင်းသေးပါဘူး။နောက်လလောက်မှာပြောင်းမယ်ဆိုရင်တော့အကျိုးအထူးတွေရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ7လပိုင်းမှာနော်တနင်္လာသားမီနေလေအလုတ်ကိုင်းစီးပွားရေးတွေမပြောင်းဆွေးသေးဘူး။မစတင်သေးဘူး။နော်ကိုပိုင်လုပ်တွေမလုပ်သေးဘူး။လုပ်မယ်ဆိုရင်ကြေချာပေါ့။အပိတ်ပင်အသားစီဟတ်သားတွေရင်ဆိုင်ရမှာဖြစ်ပါတယ်။အဲ့ဒါကိုကွာကြော်လွားနိုင်မယ်ဆိုရင်တော့နော်အရင်ထက်မတူပဲနော်အကောင်းချင်းတွေအများကြီးရမယ်။ဒါပေမဲ့အဲ့ဒါကိုကြော်လွားဖို့ကလည်းမဖြစ်နိုင်ဘူးမလွယ်ဘူးပါဘူးပေါ့နော်။ဒါကြောင့်ဒီ7လပိုင်းမှာငြိမ့်ငြိမ့်လေးပဲနေနေပါရစေ။ အလုတ်ပြောင်းမဲ့သူတွေအလုတ်ဆွေးမဲ့သူတွေအလုတ်တစ်စားတင်မဲ့သူတွေအလုတ်တစ်တိုးချဲ့မဲ့သူတွေနေနေကလုံးဝမလုတ်သေးဘူးလုတ်မယ်ဆိုရင်ခဏကျော်ပြောလို့မျိုးပဲအခက်အခဲကြတဲ့ရင်ဆိုင်ရမှာဖြစ်တယ်နောက်နှစ်2026တလပိုင်းလောက်မှာလုတ်မယ်ဆိုရင်ကံကောင်းမှုတွေလေကြပေါင်းရရှိလာမှာဖြစ်ပါတယ်အရန်ကောင်းနေတာကကကံနဲ့ပတ်သက်တာဒီနမိတ်ကိုမြင်အောင်ကြည့်ပါပိန်ချောင်းကနေလက်တစ်ဖက်ထွက်လာတယ်အနောက်မှာအယောင်တွေကပလက်ပလက်နဲ့အယောင်တွေထနေပြီးသူ့ရဲ့လက်ပေါ်မှာခွက်ကိုလည်းတင်လာတယ်ပြီးတော့ရင်ရေနဲ့ အပေါ်မှာကြားနေတယ်ဆိုတဲ့နမိတ်ထဲမှာရှိတယ်ဒီနမိတ်ကိုကြည့်ချင်းအားဖြင့်အရန်အားကောင်းနေတယ်เนาะကတ္တကံဖြစ်ပါတယ်ရေဆိုတာကလည်းငွေကိုပူဇော်ပြုတာခွက်ကလည်းငွေကိုပူဇော်ပြုတာဒီလက်ကလည်းကောင်းတဲ့လက်တစ်ဖက်ဖြစ်တယ်ဒါကြောင့်မို့ကျောင်းနေအကြံပြုရမယ်ဆိုရင်ဒီ7လပိုင်းမှာတင်းလာသားမိတွေကြံနဲ့ပတ်သက်ပြီးငွေတွေတည်ချောင်းပေါင်းဝင်လာမယ်လှတလာမှာရှိနေပါကံကောင်းနေတဲ့နံပါတ်အကျိုးပေးနေတဲ့နံပါတ်က၈ပါးရဲ့နံပါတ်တွေ 6ပါးရဲ့နံပါတ်တွေကအရန်ကျိုးပေးတဲ့အရန်ခံကောင်းနေပါတယ်။ဒီလိုနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းကြည့်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။နော်8ထိပ်6ပိတ်8လဲအဲ့လိုမျိုးတွေကန်ဆန်းကြည့်ပါနော်။ကန်ကောင်းနေတဲ့အရောင်ကအဖြူရောင်လေးတွေကအရန်ကျိုးပေးပါတယ်။ညာရှိလို့ဒီလိုအရောင်လေးတွေပွင့်စင်ချင်အောင်ပြီးကန်ကောင်းမှုတွေတွေတည်ကြပါအောင်ရရှိမှဖြစ်ပါတယ်။ ကံနဲ့ပတ်သက်ပြီးတော့စမ်းဖြစ်အောင်စမ်းပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာနောက်တစ်ခုသတိထားရမှာကဒီ12လပိုင်းမှာတင်းလာသားပြီးရင်ဒီကက်ကိုမြင်အောင်ကြည့်ပါဒီကက်ထဲမှာเนาะငရေသားကက်ဖြစ်တယ်ပြီးတော့လူတွေကိုတန်ကျိုးနဲ့ခြိနှောင်ထားတယ်ဆိုတဲ့ထဲမှာရှိတယ်ဒီကက်ထဲမှာလည်းအရန်ကြောက်ဖို့ကောင်းတယ်เนาะအရန်ကြောက်ဖို့ကောင်းတယ်ဒီကက်ကဘာကိုကိုစားပြုတာလဲဆိုတော့မိတ်ဆွေကိုလော့ကီပညာတွေနဲ့ပြူစားတာတွေနှောက်ဆက်တာတွေ ဂျုံပေးနိုင်ပါတယ်။ကိုကစေးရုံစီကန်းသွားလည်းမပြောင်းဘူး။တွေးစစ်တမ်းမှန်ရိုက်လည်းအဖြေမပေါ်ဘူး။ပြီးတော့အလောက်တိုင်းတွေစီးပွားရေးတွေကြာဆင်းလာတယ်။မိသားစုရေးတွေအဆင်မပြေဘူး။ဘာဟာလုံးလုံးအဆင်မပြေဘူး။အခက်အခဲတွေနဲ့ပဲရင်ဆိုင်နေရတယ်ဆိုရင်ကျွန်တော်စီကိုဆက်သွယ်လာခဲ့ပါ။အနောက်ဆက်အပိုက်ခတ်ရင်းတွေကျွန်တော်အခမဲ့စစ်ဆေးပေးပါမယ်။တကယ်ကြုံတွေ့မှာဆက်တွေ့လာခဲ့နော်။စားလို့နောက်လို့တော့မဆက်တွေ့လာနဲ့ကျွန်တော်ညွညွတောင်းပန်ပါရင် ကျွန်တော်မှာအားရတဲ့ဂျာကနေအခမဲ့စစ်ပေးမှဖြစ်တဲ့အကြောင်းမို့တကယ်အဆင်မပြေတဲ့သူတွေရှိမှပဲကျွန်တော်ဆက်သွယ်လာပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီဆန်းလာဘက်မှာလိထားရမှာကရက်ဝေးသွားမဲ့သူတွေခီးထမ်းမဲ့သူတွေအလဲပက်သွားမဲ့သူတွေအထူးကြီးဆိုင်ပါခင်ဗျာတိတ်အကျိုးမပေးဘူးအပိတ်ပင်အသားစီဟန်သားတွေနဲ့ကြုံတွေ့နိုင်ပါတယ်နောက်တစ်ချက်ကနော်ဒီဆန်းလာဘိုင်းမှာခဏကျွန်တော်ပြောခဲ့သလိုမျိုးပဲမမြင်နိုင်တော့လုံးဝပညာပြုစားနှောက်ဆက်သက်ပါတယ်ကျွန်တော်ပြောတဲ့အချက်နဲ့ကိုက်ညီတယ်ဆိုရင်ဆက်သွယ်လာပါကျွန်တော်အခမဲ့စစ်ဆေးပေးပါမယ်ခင်ဗျာ ကဲဒါဆိုရင်ကျွန်တော်ရေဒီယာလေးပေးမယ်ဒီရေဒီယာကိုနောက်လိုက်ခြင်းအပြင်ဒီဆက်လက်ပိုင်းမှာကံကောင်းမှုတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒီရေဒီယာကိုလည်းပြောင်းလုပ်ပေးပါလို့ကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာခြေရောက်တဲ့ရေဒီယာကခါတိုင်းတော့နည်းနည်းမတူဘူးနည်းနည်းတော့ခက်ခဲလိမ့်မယ်မိတ်ဆွေကနော်တင်းလာနေမှာပြုတ်လုံနိုင်ရင်ကောင်းတယ်နော်ကိုအစင်မပြေဘူးဆိုရင်လူကြီးတွေအခုကြီးတောင်းကိုကိုထိုင်လောက်လောက်ပို့ပြီးတော့ကောင်းတယ်မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာညောင်ပင်ကြီးကြီးလေးတွေရှိနေရတယ်ကြီးကြီးမရှိဘူးဆိုရင်ရှိတဲ့ညောင်ပင်တွေလှုပ်ပါညောင်ပင်အောက်ကိုသွာ ဖျောင်းနိုင်က9တိုင်း900ရာက900ရာလက်ဖက်က9ပုံเนาะအဲ့ဒါကိုညောင်မင်းအောင်မှာတွားရောက်တူတန်းပေးရမှာဖြစ်ပါတယ်မိစေပြောရမယ့်စကားကအတင်ရုပ်ကစိုးနဲ့မင်းကြီးတရားကျွန်တော်အလင်းတိုင်း9တိုင်းလက်ဖက်9ပုံ900 900နဲ့စက္ကန့်လူတန်းပါဤတင်3ဆောင်တော်မူပါယခုလို3ဆောင်ပြီးပြီးတကားလားကျွန်တော်ကြုံတွေ့ရအခက်ခဲအချက်တွေကူညီပါဆောက်ရှောက်ပါဆိုပြီးတော့စုတောင်းရမှာဖြစ်ပါတယ် မိတ်ဆွေကဒီထက်ပေါ့နော်ပို့ပြီးတော့အဲမေတ္တာတွေပို့ပြီးပို့ကောင်းနေခဲ့ရုပ်စုနဲ့မြည်ချမ်းသာပါစေချမ်းသာပါစေပေါ့အဲ့မျိုးမေတ္တာတွေပို့လွှတ်ပြီးပို့ကောင်းနေကျွန်တော်ပြောရင်အရန်ရှိတော့မှဆိုလို့ဒီလောက်နဲ့ပဲအတူချုပ်လိုက်ပါမယ်ပြီးရင်မိတ်ဆွေကြုံတွေ့နေတဲ့အိမ်တော်ကြီးလားအချစ်ကြီးလားချမ်းသာကြီးလားလောက်တိုင်းလားသူ့ကိုဆုတောင်းပါအဲ့လိုဆုတောင်းချင်ရပြီးမိတ်ဆွေကြုံတွေ့မဲ့အခက်အခဲတွေအားလုံးပြေပြောက်သွားမှာဖြစ်ပါတယ်ဒီရတရားကိုတော့ရေရောကြီးလောက်ပါနော်ဒီလထဲမှာဒီရတရားလောက်ချင်ရပြီတင်လာတိုင်းတော့အချိုးထူးတွေရရှိမှာမို့လို့ကျွန်တော်အကြံပြုရခြင်းဖြစ်ပါတယ် ရေတရားကိုပြောင်းလေးလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဒီရေတရားကအရန်လဲခတ်တာမဟုတ်ဘူးအရန်လဲလွယ်နေတာလည်းမဟုတ်ဘူးနော်ညောင်မင်းလေးရှာဖွေရမယ်ကွန်ရာတွေလက်ဖက်တွေစီစဉ်ရမှာဆိုနည်းနည်းတော့ခက်ခဲလိမ့်မယ်ဒါပေမဲ့မဲဆွေကအဆင်ပြေချင်တယ်ဆိုရင်ဒီရေတရားကိုဖြစ်အောင်လုပ်ပါခင်ဗျာတေချာပေါက်အကျိုးတူးတွေရရှိမှဖြစ်ပါတယ်ကိုကလုံးလုံးအခက်ခဲဖြစ်တယ်ဆိုရင်ကိုရဲ့နော်လူကြီးတွေမိဘတွေကိုအကူအညီတောင်းပါကိုရဲ့နာမည်နဲ့သူတန်းခိုင်းပါနော်ပြီးတော့ရင်ကိုကဆုတောင်းမဗီဒီယိုကောတွေနဲ့ဒါခေါ်ပြီးတော့ဆုတောင်းဒါလည်းရပါတယ် ိုပိုတိုင်းလောက်နိုင်တော့ပိုကောင်းပါတယ်ခင်ဗျာဒီရေတရားဖြစ်အောင်လုပ်ပေးပါလို့ဖတ်မှန်ကျွန်တော်အကြံပြုချင်ပါတယ်ဒီလိုလေးစုံမတက်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်အခဲတွေအကျက်တွေရင်ဆိုင်နေရတွေမြင်တွေ့ရအောင်ဒီဗီဒီယိုဝင်မျှချင်း share ချင်းလုပ်ဖို့လောကလုံးဝမပေးပါနဲ့ခင်ဗျာမိတ်ဆွေ share တစ်ချက်ကတစ်ဖက်မှာအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေတဲ့ကျွန်တော်ကလည်းထပ်တူပို့လို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမြင်တာနဲ့ share လုပ်ဖို့လောကလုံးမှာမပေးပါနဲ့ခင်ဗျာ။ကျောင်းမိတ်ဆွေတွေနှစ်အစနှစ်အစုံကောင်းတော်နမိတ်ကောင်းတော်သိကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီး ျော်စွင်တော့မိသားစုဘွားပျော်စွင်တော့ချစ်သူဘွားတွေပြည့်စုံပြီးတော့ငွေရေးကြည့်ရင်လက်လက်ပတ်တွေနဲ့လည်းပြည့်စုံကြွယ်ဝပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါမယ်ခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေကြပါစေခင်ဗျာ